များလည်းပဲမင်္ဂလာခင်ဗျာဒီနေ့မှာတော့ပွဲစီစဉ်သူတယောက်လည်းဖြစ်ဝဲမန်နေဂျာလည်းဖြစ်တဲ့ကိုစောဖြိုးဝေကတက်စင်ဟာသူနဲ့လမ်းခွဲပြီးတော့သူတို့ဖွဲ့နဲ့သူတို့ဆက်ပြီးလေ့ကျင့်နေပြီလို့ပြောလိုက်တဲ့အကြောင်းလေးကိုပြောပြတင်ဆက်ပေးကြပါရစေကိုစောဖြိုးဝေရဲ့စကားတွေကိုလေ့လာဆင်ခြင်သုံးသပ်ကြည့်လိုက်ရင်တော့တန့်စင်ဟာသူနဲ့လမ်းခွဲသွားပြီသူနဲ့တန့်စင်နဲ့မဆိုင်တော့ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပါပဲစကားလုံးကို လှအောင်ပြောသွားတာပဲရှိတာပေါ့လေအဲစကားအလှနဲ့တစ်ဖက်လေလေးနဲ့ပြောသွားတဲ့အခါစကားတွေအားလုံးကိုအနှစ်ရှုပ်ပြီးတော့အတိတ်ကောက်လိုက်ရင်တော့ကျွန်တော်နဲ့တန့်စင်လမ်းခွဲပြီလို့အတိတ်ပဲပဲထွက်လာပါတယ်တကယ်လည်းပဲတန့်စင်နဲ့ကိုစောပြုတ်ဝီတို့လမ်းခွဲပြီဆိုတဲ့အကြောင်းကိုပြည်သက်တွေကဟိုးလွန်ခဲ့တဲ့၃၄၅လလောက်ကလေးကပြောနေခဲ့ကြတာပါမှန်းစနေခဲ့ကြတာပေါ့အဲ့တုန်းကတော့ဒါပေမဲ့ဆူရီယန်လက်နဲ့တန့်စင်နဲ့ထိုးတဲ့ပွဲပြီးမှပြိတ္တတွေကတော်တော်လေးကိုခိုင်မှပြောလိုက်တယ် တေးကြတဲ့တန့်စင်ဟာကိုစောပြုတ်ဝင်နဲ့လမ်းခွဲလိုက်ပြီးဖြစ်နိုင်တယ်သူတို့ဘက်ကသာမပြောသေးတာရှိမှာလို့ပြောလာခဲ့ကြတယ်ပေါ့လေဒါပေမဲ့သတင်းတကူကကျွန်တော်တို့က rumors အနေနဲ့ထွက်ပြီး confirming ကိုတော့စောင့်ရတာပေါ့ဘသူကအတီးပြုတ်မလဲဆိုတော့အဲ့လိုဆိုတော့အခုတော့အတီးပြုတ်မဲ့သူဖြစ်ကိုစောပြုတ်ရဲ့ဘက်ကအတီးပြုတ်လိုက်ပြီးတော့ကျွန်တော်ပြောလို့ရတယ်ဗျသူနဲ့တန့်စင်နဲ့လမ်းခွဲလိုက်ပြီးပေါ့လေတန့်စင်ကကိုစောပြုတ်ရဲ့လက်ထက်မှာသူဟာပွဲစဉ်၃ပွဲထိုးခဲ့တယ် အဲ့ဒီပွဲရင်သုံးပွဲမှာသူဒီနှစ်ပွဲအနိုင်ရတယ်ပေါ့ထာခေရုနှစ်ပွဲမှာရှုံးခဲ့တယ်အဲ့နောက်ပိုင်းမှာတော့သူကစူရီယန်လက်နဲ့ထိုးတယ်ရှုံးခဲ့တယ်ပေါ့လက်ရှိအချိန်တွေအရကိုစောဖြိုးကြီးပြောတဲ့စကားအရဆိုရင်တန့်စင်ကသူတို့အဖွဲ့နဲ့သူတို့ဆက်လုပ်နေပြီဆိုတော့အဲ့ဒီအဖွဲ့ရဲ့ဥဆောင်သူကတော့တန့်စင်ရဲ့အကိုကိုထုံးနေမှုဖြစ်ဖို့ရခိုင်တော့အရန်များပါတယ်ခင်ဗျတန့်စင်ကလက်ရှိမှာနောက်ထပ်ပွဲရထားပြီလို့လည်းတိုင်းနေထွက်ပေါ်နေတယ်ပြီးတော့ပွဲထိုးရမယ့်အချိန်ကလည်း အရန်ကိုနီးကပ်နေပြီဆိုတော့တချို့တွေကလည်း match လာတဲ့မှာကြံရှိနေသေးတဲ့1 Friday 5 102မှာတန့်စင်ပါလာနိုင်ရှိနေတယ်လို့တွက်ဆနေရလည်းရှိတယ်။အဲတချို့ကတော့အဲ့လိုမဟုတ်ဘူး။ Soling လို့1 Friday 9မှာစင်ပြီးထိုးဖို့အခွင့်အရေးမျိုးရနိုင်သေးတယ်လို့လည်းယူဆနေကြတာရှိတယ်ဗျ။ကိုစောပြိုးဝေကသူ့အနေနဲ့တန့်စင်ကိုထာကေဦးနဲ့ပွဲထိုးတဲ့အချိန်မှာမနစ်နာအောင်ဆိုပြီးတော့စာချုပ်တစ်ခုရှုပ်ပေးခဲ့တယ်။အဲ့စာချုပ်ကနှစ်ချေစာချုပ်သူ့ဘက်ကလုတ်ဖို့ရှိတဲ့အားလုံးကိုလုတ်ပေးပြီးမှ တန့်စင်နဲ့လမ်းခွဲလိုက်တာဖြစ်တယ်ဆိုတဲ့သဘောမျိုးပြောသွားခဲ့တယ်ဗျကိုစောပြုတ်ဝီပြောထားတာလေးကိုကျွန်တော်အပြည့်စုံဖတ်ပြတင်ဆက်ပေးကြပါတယ်တန့်စင်ကဒါခေဦးနဲ့ထိုးတဲ့ပွဲမှာတန့်စင်မနစ်နာအောင်လို့ဆိုပြီးဝမ်းကစာချုပ်တစ်ခုကျွန်တော်ကိုပေးတယ်ကျွန်တော်တေချာနှိမ့်နိုင်ပြီးတော့စာချုပ်တစ်ခုလုပ်ပေးထားခဲ့တယ်ဝမ်းနဲ့နှစ်ချီစာချုပ်တစ်ခုပေါ့လေတန့်စင်ကသူ့အဖွဲဖွဲထားတယ်သူ့အဖွဲနဲ့သူသွားတော်မယ်လို့ကျွန်တော်ကိုတိုင်ပင်တယ် ညှိနိုင်တယ်အဲ့တော့ကျွန်တော်လဲခွင့်ပြုပေးလိုက်တယ်သဘောတူပေးလိုက်ပါတယ်အဲ့တော့သူတို့ဖွဲ့နဲ့သူတို့ဆက်ပြီးလှုပ်သွားပါလိမ့်မယ်လို့ကိုစောဖြိုးဝေကပြောသွားခဲ့ပါတယ်ဗျဒီလောက်ဆိုရင်ကိုစောဖြိုးဝေရဲ့စကားကိုကျွန်တော်တို့သုံးသပ်ရှင်းရှင်းပြီးတော့ကိုစောဖြိုးဝေနဲ့တန့်စင်လို့လမ်းခွဲလိုက်ပြီဆိုတော့ကိုမတ်ချက်ချခောက်ချက်ဆွဲလို့ရပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ